တန်းတက် DNA လေးကထိ ंछ ုပ်ထားတဲ့တီဘောနဲ့ဒီကြောက်မဲမျိုးတွေမှာ အာစစ်တပ်တည်င်းပေးပေါ့လေစစ်တပ်စစ်ကောင်စီကိုတည်င်းပေးနေတဲ့သူ၁၀ရောက်ကျော်ကိုဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်စစ်ကော်မရှင်လက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖနဲ့ဒီတည်င်းပေးအားလုံးပေါင်း၁၀ရောက်ကျော်ကိုဖမ်းမိထားတာဖြစ်တယ်လို့တန်းတက် TNL ကဒီကနေ့မှထုတ်ပြန်ထားတာပါတီဘောနဲ့ကြောင်မဲမှာတအန်းပြီးအာမြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာအဖွဲ့တွေကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုတွေလုပ်တဲ့အချိန်မှာအခုလိုမျိုးဖမ်းဆီးရမိခဲ့တာလို့ TNL က ပြောပါရယ်ဒီသတင်းပေးတွေဟာလာရှူမျိုးကစစ်ကော်မရှင်တက်စီကိုတအန်းတက်ရဲ့လှုပ်ရှားသွာလာမှုတွေကိုသတင်းပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ် PSLF TNL ကထိန်းချုပ်ထားတဲ့မျိုးနယ်တွေထဲမှာဒီတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုဂိတ်နေရာနောက်ပြီးတော့တက်စခန်းနေရာတွေပြီးတော့လူအင်အားလက်နက်အင်အားနဲ့လူမှုတွေစုဝေးတဲ့နေရာတွေကိုသတင်းယူပြီးတော့သတင်းပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ်တိုက်ပွဲတွေစစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေတဲကိုစစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေလွယ်လွယ်ကူကူနဲ့ဝင်လာနိုင်မဲ့လမ်းကြောင်းနောက်ပြီးတော့ထောက်ပို့လမ်းကြောင်းအခြေအနေတွေဒါတွေကိုထောက်လှမ်းပြီးတော့သတင်းတွေပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ TNL ကဆိုပါတယ်ကရင်ပြည်မြောက်ရီမြို့နယ်တောင်ပိုင်းက၄ကီကောမြို့တင်နာမှာတော့စစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းအဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတွေက၄ကီကောမြို့တင်နာပေါ့လေဒီမိနစ်20လောက်ပဲဝေးတဲ့အကွာဝေးမှာရှိတဲ့ပြောပြောရမ ဆိုဒီကားနဲ့သွားတဲ့အခါမှာမိနစ်20လောက်ပဲအကွာအဝေးမှာရှိနေတယ်။ Thimae Waki Yuana ကို ရောက်နေပြီလို့ဆိုပါတယ်။ဒီ Thimae Waki Yuana ကမြဝတီဝေါ်လီလမ်းမကြီးပေါ်မှာရှိတာဖြစ်တယ်လို့ထိုင်းနယ်ဇက်ကရွာလေးတရွာလည်းဖြစ်ပါတယ်။လေးကီကော်မျိုးစီကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထုစစ်ဆင်လာတာလို့လည်းဆိုကြပါတယ်။လေးကီကော်တိုက်ပွဲထဲမှာစစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်မှုတွေအပြင်ဒီ missile ဒုံးကျည်တွေနောက်ပြီးတော့အသေးခံ drone တွေကိုပါ သုံးနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။လက်နက်ကြီးနဲ့ပစ်ကူတာတွေအစမတန်လုံနေတယ်လို့ဒီထိုင်းနိုင်ငံဘက်ခြမ်းအထိပါကြားရောက်ပောက်ကွဲမှုတွေပါရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးကြီးတွေထိုင်းဘက်ခြမ်းကိုကြားရောက်ပောက်ကွဲမှုတွေရှိနေတာကြောင့်ထိုင်းစစ်တပ်ကလည်းတိုက်ပွဲဖြစ်နေတဲ့နယ်စပ်တစ်လျှောက်မှာလုံခြုံရေးကိုတိုးထားပြီးတော့စောင့်ကြည့်နေကြပါတယ်။စစ်ကော်မရှင်တပ်က၄ကီကော်မျိုးတစ်ပတ်ကိုစက်တမလ22ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးဝင်လာတာဖြစ်ပါတယ်။ ရခိုင်ကတိုက်ပွဲသတင်းတွေနဲ့ဆက်ချင်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA ရို့အကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စက်တင်ဘာလ24ရက်နေ့အထိဒီကြောက်ဖြူဒေသထဲမှာတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ကြောက်ဖြူမြို့နယ်တဲကမင်းတပ်တော်အာကလပါပြီးတော့ပြားတဲတဖန်ကစတဲ့ရွာတွေဘက်မှာတိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။စစ်တပ်ကအဲ့ဒီဒေသတွေ တဲ့ကိုအာထိုးစစ်ဆင်လာတဲ့အတွက်အခုလိုမျိုးတိုက်ပွဲတွေပြန်ဖြစ်နေတာလို့ဆိုကြပါတယ်။အာရခတက်တော်ဟာဒီစစ်ကော်မရှင်တက်နဲ့ပဲတိုက်ပွဲတွေဖြစ်နေတာမျိုးမဟုတ်ပါဘူး။ရခိုင်ပြည်မောင်းတော့ဒေသဘက်မှာဆိုရင်တော့ဒီစစ်ကော်မရှင်တက်နဲ့ပူးပေါင်းနေတဲ့အာစာ RSO လက်နက်ကိုင်အဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေရှိနေပါတယ်။အာစာ ISO ပူပေါင်းအဖွဲ့တွေနဲ့ဒီအရခတက်တော် AA တို့ဟာဆိုရင် အထက်အင်းချောင်းပြီးတော့အောက်အင်းချောင်းနဲ့ဒုံညို ွာရီနာမှာတိုက်ပွဲတွေဖြစ်နေတာလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။အာဆာနဲ့ RSO ပူပေါင်းအဖွဲ့တွေကမောင်တော်ဒေတာခန်ရွာသားတွေကိုလည်းဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတယ်လို့ရခိုင်သတင်းတွေကဖော်ပြကြပါတယ်။ နောက်ထပ်သတင်းတပုတ်ကတော့ဝမ်တာဆရာသတင်းတပုတ်ပဲဖြစ်ပါတယ်။စကိုင်းတိုင်းကပ်ဘလူးမျိုးနယ်တဲကဇီးကုံးမျိုးရဲစခန်းသိန်းနဲ့တိုက်ပွဲသတင်းကိုပေါ့လေအလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့ဒီရဲစခန်းသိန်းတဲ့အခါမှာဒီဖမ်းမိတဲ့အာရဲတပ်သားတွေနဲ့မိသားစုဝင်တွေတဲမှာဒီကိုဝင်ဆောင်အမျိုးသမီးတယောက်လည်းပါခဲ့တာဖြစ်ပါတယ်။ဘိုက်ဖုံးအင်းကြီးတန်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်ယူပေးခဲ့ရတဲ့ဒီအာရုပ်တံကလစ်လေးပေါ့လေဗီဒီယိုကလစ်လေးကိုမြင်ဘူးမှာပါဆိုတော့ ဲ့ဒီ clip ထဲကကိုဝင်ဆောင်အမျိုးသမီးပဲဖြစ်ပါတယ်။အခုတော့အဲ့ဒီကိုဝင်ဆောင်အမျိုးသမီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမီးဖွားပေးလိုက်ပါတယ်။ပါလီမွေးတယ်လို့ဆိုပါတယ်။စက်တမလာ24ရက်နေ့မနေ့ကပေါ့လေမနေ့ကညနေပိုင်းမှာကလေးမီးဖွားခဲ့တယ်လို့ကမ်ဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ကပြောပါတယ်။ဒီအာကလေးရောမီးခင်မှာပေါ့လေကြမ်းကြမ်းမှမှာပဲလို့လည်းဆိုပါတယ်။ဖမ်းမိခဲ့တဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်အမျိုးသမီးကိုကောင်းကောင်းမွန်မွန်မီးဖွားပေး းနိုင်ခဲ့တယ်ဆိုပြီးတော့ကမ်ဘလူးခရိုင်ပကဖအဖွဲ့ကတာဝန်ရှိသူဘိုးပိုင်ချဲကလူမှုကွန်ရက်ဆံမျက်နှာမှာရေးပြီးတော့တင်ထားပါတယ်ဇီကုံရဲစခန်းကိုစက်တမလ18ရက်နေ့ညနေပိုင်းမှာဒီကမ်ဘလူးခရိုင်ပကဖအဖွဲ့ကဥဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီရဲစခန်းကနေဖမ်းမိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေထဲမှာဆိုရင်ကိုဝင်ဆောင်အမျိုးသမီးတယောက်အပြင်ဒီရင်ခွင်ပိုင်မိခင်တယောက်လည်းပါပါတယ်အဲ့ဒီမှာဒီကိုဝင်ဆောင်မိခင်ကလေးကောင်းကောင်းမွန်မွန်မွေးခွင်ရခဲ့တာကို ိုအားလုံးကဝမ်းသာနေကြသလိုကလေးလေးကိုဘယ်လိုမျိုးနာမည်ပေးကြမလဲဆိုပြီးတော့လေဘိုးပိုင်ချဲရဲ့ post အောက်မှာရေးသားနေကြပါတယ်